မင်္ဂလာပါတောက်သမီးတို့ရေဒီနေ့ဒီချဲတို့အခန်းတေခငယ်အချင်းချင်းမိတ်ဆက်ကြရအောင်ဆိုတဲ့သင်ခန်းစာလေးကိုဆက်ပြီးတော့သွားကြမယ်ပထမဦးဆုံးပုံလေးမှာဆရာမကသူ့ရဲ့နာမည်ကိုအရင်ဆုံးမိတ်ဆက်ပေးတယ်တောက်သမီးတို့တွေကလည်းကိုယ်နာမည်လေးကိုအလှဲကြမိတ်ဆက်ပေးကြရမယ် မိတ်ဆက်တဲ့အခါမှာမိခလေးတွေဆိုရင်အရှိရနေပြီးတော့နာမည်လေးရဲ့အရှိမှာမလေးကိုထည့်ရတယ်။နောက်ဆုံးမှာရှင့်ဆိုတာလေးကိုထည့်ပေးရတယ်။ယောက်ျားလေးတွေဆိုရင်နာမည်ရဲ့အစာလေးမှာ မောင်လေးကိုထည့်ပေးရတယ်။နောက်ဆုံးမှာခင်ဗျာဆိုတာလေးကိုထည့်ပေးရတယ်။ခြေတို့စကားပြောတဲ့အခါမှာအမြဲတမ်းပါထည့်ပြီးတော့ပြောပေးရတယ်။ကဲတောက်သမီးတို့ရေခြေကတော့တစ်ချက်နာမည်ကိုအရင်ဆုံးမိတ်ဆက်ပေးမယ်ခြေနာမည်ကတော့ဆရာမဒေါ်ထားထားရေဖြစ်ပါတယ်ကဲဒါဆိုရင် တောက်သမီးတို့တွေကလည်းကိုယ်နာမည်လေးတွေကိုအရှိမကျမကတော့မတ်ဘသူဖြစ်ပါတယ်ရှင်။အဲယောက်ျားလေးဆိုရင်ဒါကတော့မောင်ဘသူဖြစ်ပါတယ်ခမ ्या ဆိုပြီးတော့မိတ်ဆက်ပေးရမယ်။ကဲတောက်သမီးတို့တွေအပြင်နေမှာသွားလို့ရှိရင်ကစားကွင်းနေမှာပဲဖြစ်ဖြစ်စားတောက်ဆိုင်နေမှာပဲဖြစ်ဖြစ်တငယ်ချင်းနေနဲ့တွေ့တဲ့အခါမှာတယောက်နဲ့တယောက်နဲ့မိတ်ဆက်တဲ့ကြရပြီနော်။ကဲဟုတ်ပြီဒါဆိုရင်ဒီချဲတို့နောက်ထပ်တင်ငယ်စာလေးမှာပြန်ဆုံတွေ့ကြမယ်။